ားတော့ကျွန်တော်ပြကြထားမှလည်းမကဘူးအဲကဟိုကမလားလို့မေးရချင်ပါလေဒါဒီငလင်းရဲမုံမွေးပွဲဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်ဖိတ်ရှိတယ်အပြုပြဆက်ဆိုတော့လုပ်ကြည့်မယ်ပေါ့ကျွန်တော်လုပ်ကြည့်မယ်ဆိုပြီးတော့ကျွန်တော် browser တွေ type အဲ browser ရဲ့ကျွန်တော်အစင်ပေါ်မှာတက်ကားတယ်အဲအဲ့တော့ကဘာမှမဖြစ်ဘူးအဲတကယ်ပွဲနေလဲကြာကျွန်တော် over speed လေးလဲကြည့်ကျွန်တော်လည်းရင်တော့ခုံတယ်ပေါ့နော်ရင်တော့ခုံတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြဿကကြတော့ဒီရုပ်ရှင်တော့မဟုတ်လေရုပ်ရှင်ကကြတော့မှားဝိုင်းကက်လိုက်ပြီပြဿကကြတော့အဲ live ကြီးဆိုတော့ပြိတ္တနဲ့ direct ထိတွေ့ရဆိုတော့ရင်းခုံးတာပေါ့ဒါမဲ့လည်း ဟိုအဆင်ပြေပြေနဲ့တော့ပြီးသွားပါတယ်ဟုတ်တစ်တော့မှတွေ့တယ်တစ်တော့မှကြီးတော့ပြန်ကြည့်ပြီးတော့ရေရရေတော့ရေရပါတယ်အဲ့တော့တော့မကြီးရမှာစိုးနေပါတော့ကိုယ်တိုင်လုံတော့ရေရောရေရပါမလားမသိဘူးကိုယ်တော့လုံတယ်ပါဒါပေမဲ့အော်ကွန်မန့်နေဝင်ဖက်ကြည့်တော့သဘောကျတယ်ဗာညာတူတော်လဲဝမ်းသာပါတယ်။ကွန်မန့်ဆန်ကမင်းကြီးလို့ဟုတ်ဟုတ်တယ်။လုံးကြီးလဲပြောလို့။အဲသူရမ်းချိုးတယ်ကျွန်တော်။တစ်ချက်ချက်တော့သူမှားပါတယ်ဟာ။အသားချိုးတယ်သူသူအောက်မှာကွန်မန့်လေးမှလည်းတွေ့ရတယ်သူကဘယ်သူနဲ့တွေ့လဲဘယ်သူနဲ့တွေ့ကြဆိုပြီးတော့ရေးရပါတော့ လှပါတယ်သူကျင်နာလေးလေးကောင်းတယ်ပြင်ဆင်မှုအားကောင်းတယ်အဲကျွန်တော်တခါမှအဲ့လိုမျိုးမမေးဘူးပေါ့နော်ဒါအခုကိုယ်စကားကိုသူတို့ကြည့်ပြီးတဲ့အချိန်မှာသူတို့ရခံစားချက်လေးတွေကိုလည်းမေးတဲ့အချိန်မှာအဲသူတို့ပြောပြတဲ့အကြောင်းအရာလေးတွေဆက်စပ်ဖို့ကောင်းတယ်ပြီးတော့သူတို့ အာဒီကားလေးကိုသဘောကျတယ်ဆိုတာသိရတယ်လေတကယ်ပီတိကြီးอ่ะကျွန်တော်သဘောကျတယ်ဗျဟိုဒီဒါလေးက romance လေးလည်းဖြစ်တယ် drama လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဖြစ်ပြနေတဲ့ဟိုအဖြစ်ဖြစ်နေတဲ့ဟိုတိုက်ဆိုင်မှုတွေလည်းထင်တယ်ဒါကကျွန်တော်တို့ဒီမြို့အဲဒီဇလန်အရာ36လမ်းမှာဖြစ်တဲ့ဇလန်တစ်ပုဒ်ဆိုတော့ကျွန်တော်တဘာဝနဲ့အနည်းဆက်တဲ့ဇလန်လေးတစ်ပုဒ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအဲသဘောကျမှုရှိတယ်ပြီးတော့သူဆောင်တဲ့အချိန်တုန်းကလည်းဟိုသဘောကျတယ်ပေါ့နော်ဟုတ်ပါဘူးအမတ်တရားစဉ်းတိုင်းလို့သူနဲ့ကအရင်တော့လည်းခင်တယ်ပြီးတော့ ။အဲရေခွေးလိုနဲ့လည်းဆက်ဆံတော့တော့နဲ့ခင်သွားတယ်။တချို့ဒါရယ်လော်တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေကမပါဘူးဖော့ခရစ်တန်မှာ။အတူစတဲ့အခန်းတွေတို့အဲအဲဟိုပြောရတဲ့ဟာတွေတချို့အရင်မပါဘူး။သူလည်းပြောချင်တာပြောကျွန်တော်လည်းပြောချင်တာပြောပေါ့နော်။ဒါပြောချင်တာပြောလို့ဆိုလည်းဒီစညုံပေါင်တွေကနေပဲဟိုအန်ဝင်ကြောဖြစ်အောင်ပြောရတဲ့ပုံပေါ့နော်။ဒါပေမဲ့အဲအဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့အချိန်မှာတို့အဲ့ဒီဟာလေးတွေသဘောကျတယ်တဲ့အဲ့ဒီဟာလေးတွေဆိုတော့အဲ့ဒါတွေကျွန်တော်စခရစ်တန်မှာမပါဘူး။ကျွန်တော်တို့အဲ့ပြောရတဲ့အတူတူထွက်လာတဲ့ဟာလေးပေါ့နော်။အဲအဲ့လိုမျိုးလေးဆိုတော့ ဟိုသူနဲ့လောလောဆယ်အချိန်မှာလည်းအဆင်ပြေတယ်ကမစီလူမီနဲ့တယောက်ဆောင်ရတယ်သူကအဆင်ပြေတာပေါ့ဟုတ်အဲ့လိုတော့မရှိပါဘူးဒါပေမဲ့အဓိကတော့ဟိုဒီဇလန်းလေးကအဲကြီးရှိမှုတဲ့သူတွေလည်းအဲ့လိုမျိုးလေးဖြစ်ပြတဲ့ကြုံမှုတာလည်းရှိကောင်းရှိနိုင်တယ်လေအားလုံးနဲ့အဲနီးစက်တဲ့ဇလန်းလေးတပုတ်ဖြစ်မယ်လို့ထင်ပါတယ်အဲ့လိုတော့မရှိပါဘူးဟိုဟာဒါကဘယ်လိုပြောမလဲအဲကျွန်တော်တို့ဇလန်းဖတ်တဲ့အချိန်တွေကအဲဒီဇလန်းလေးတွေသဘောကျတယ်ပြီးတော့ အဲဒီဇလန်းလေးရလဲကျွန်တော်တို့ဒီတဘာဝကကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့နေဆက်မယ်ထင်တဲ့ဇလန်းလေးလို့ထင်လို့လည်းရက်ကူးဖြစ်တာပေါ့။အော်က36လမ်းကျွန်တော်နေထားတားဝေးတယ်ကျွန်တော်။ဆိုတော့36လမ်းတော့မရှိဘူးကျွန်တော်တို့ဒီဘောင်ကျဘက်မှာတော့တင်ငချင်းအိမ်ရှိတော့ငွေတော့ကတော့အဲဒီဘူထောင်ဘက်မှာတော့အဲအဲစေရန်ပြီးတဲ့အချိန်တော့ဒါဘူထောင်ဘက်မှာတော့တော့ချက်ချောက်သွားချက်စားပါတော့အဲ့လိုတင်ငချင်းနဲ့အဲ့မှာပဲအဲ့အဲ့လိုမျိုးလေးတော့အမှတ်ရရရှိတယ်။ဟုတ်ဟို ေပို့ဘာလေးနဲ့ဆိုတော့ဇလန်းကြည့်တဲ့အချိန်မှာတော့ဟိုမူအရာတော့နည်းနည်းလေးဟိုငယ်သွားသလိုခံစားရတာပေါ့နော်ကိုယ့်ကိုယ်လည်းအဲ့လိုမျိုးဟိုအရင်တော့ကဟိုဟိုကျွန်တော်တခါမှလည်းဒီလိုမျိုး character တို့မဆောင်ဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ဆောင်လိုက်ရင်ကျွန်တော် horror တွေများတယ်ပြီးတော့အဲနည်းနည်း drama တွေများတော့အခုလိုပို့ဘာလေးပြန်ကြည့်ရတဲ့အချိန်မှာလည်းဒီတိုင်းပျော်ရဲမှုလေးတော့ရတာဒီတိုင်းပြင်ဆင်မှုကတော့ကျွန်တော်အဓိကတော့ဒီ script ကိုပဲတေချာလေးအဲနားလည်အောင်လုပ်တယ်ပြီးတော့အဲ ီစင်းနေမှာအဓိကတော့ဒီဒီကားလေးကပို့ပပလေးပဲဆိုတော့လေအဲဘယ်ဘယ်လိုမျိုးအမူအရာလေးအမူအကျင့်လေးတွေထည့်မလဲပေါ့နော်အဲဒီ character မှာဖွင့်သူ့ရဲ့အမူအကျင့်ကဘာလဲပေါ့အဲအဲ့လိုမျိုးလေးတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာလေးတွေရှိရတယ်သုံးဝင်တစ်ချင်းသုံးပုတ်ပေါ့နော်သုံးပုတ်ကျွန်တော်ဆိုထားတယ်အဲအဲ့ဒါလည်းဒီ writer ပေါ့နော် writer ဖွင့်တဲ့သူကျော်ကအာကျွန်တော်တရှင်းနေဆိုတာလည်းသူမြင်ပြီးတော့အခုဆိုကြည့်ပါလားတဲ့ပြီးတော့မပြောတော့လည်းဆိုပါလားဆိုတော့ကျွန်တော်လည်းဆိုဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဝမ်ပန်းတတနာဆိုဖြစ်တာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကိုရဲတဲ့ကားမှာ အဲ့လိုဝင်တခြင်းဟိုလိုစုချင်းနဲ့ဆန္ဒလေးကျွန်တော်ရှိတယ်ပြီးတော့တခြင်းဆိုတာလည်းဝါသနာပါတော့အဲ့ဆိုပြီးခဲ့တဲ့ပုံပေါ့ဟုတ်အခုမှလည်းတော့ကျွန်တော်ရှိတယ်အဲ့ကျွန်တော်အဲ့အရှိမကျွန်တော်အစွဲတုံးကဟိုကျွန်တော်ဖူထားတာရှိတယ်အဲ့အစွဲတုံးကကျတော့ဒီအခုဟို ဥစားဒီဇိုင်းရဲ့ဟိုပါလေအဲပါလေအချက်ကိုဥစားပေးခဲ့သူဆိုတဲ့အချင်းလေးကိုကျွန်တော်ပြန်ဆိုရရှိတယ်အဲအဆွဲရုပ်ရှင်မှာတော့အဟုတ်တယ်ဟိုဒီအဒရိုက်တာရဲ့ဒီနီလာအကူလားမသိဘူးကိုချစ်မင်းဆိုတာရှိတယ်သူရေးပေးထားတဲ့အချင်းလေးပေါ့နော်ဒီစကားအတွက်သူရေးထားတဲ့ဟာလေးကိုအပြကြီးဆိုမှာစကားနဲ့လည်း live ဖတ်မှုရှိတယ်ခရရတာလည်းဖုတ်ခဲ့လိုက်ဟုတ်တယ်ဗျကျွန်တော်ရဲ့ Beyond the Rock ရဲ့အာနွေရည်36ရယ်ပြီးတော့နောက်ကျဒုတိယရယ်ဆိုတော့တုံးပြီးတယ်တချင်းကလုံပြီးတဲ့တချင်းနှစ်ဖို့တုံးဖို့လောက်ရှိရယ်ကျွန်တော်အဲဒီ music video ကိုအတူပြီးတော့ဒီ တခြင်းထုတ်ဖို့တော့ကျွန်တော်အချိန်မပေးနိုင်ဘူးဖြစ်နေရတယ်မလုပ်ဖြစ်တော့ဘူးเนาะလက်ထဲမှာတော့တခြင်းကျွန်တော်ရေးထားတဲ့တခြင်းတွေပဲလုပ်ထားတဲ့ဟာတွေရှိတယ်ဒီအသွေးသွေးချင်းလေးလည်းပါမယ်ပြီးတော့လူငယ်တွေအကြောင်းဆိုထားတဲ့အတခြင်းတစ်ပုတ်လည်းပါမယ်ပေါ့เนาะအဲအဲ့လိုအဲနှစ်ပုတ်သုံးပုတ်လောက်လုပ်ထားရှိပေါ့ဟိုနည်းနည်းလေးတော့အဲအဆုံးကကြီးပဲမဟုတ်ဘဲနဲ့ story line လေးလည်းနည်းနည်းလေးပါမယ်ဒါတော့ဟိုကျွန်တော်အမှန်တမ်းပြောရတော့ အများကြီးတော့မစဉ်းစားထားရသေးဘူးလိုချင်တဲ့ဆန္ဒလေးတော့ရှိရပါတော့ဘယ်လိုလိုလေးလုပ်မယ်ဆိုတာလေးတော့ရှိတယ်ဒါပေမဲ့အတိအကျ confirm တော့မဖြစ်သေးဘူးအဲတော့ကျွန်တော်ပြတဲ့ခါမှလည်းမကဘူးအဲကဟိုကမလားလို့ပြောရချင်ပါလေဒါကဒီငယ်လင်ရမုံမွေပွဲဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်ဖိတ်ရှိတယ်အပြုပြဆက်ဆိုတော့လုပ်ကြည့်မယ်ပေါ့ကျွန်တော်လုပ်ကြည့်မယ်ဆိုပြီးတော့ကျွန်တော် browser တွေ type အဲ browser ရဲ့ကျွန်တော်အစင်ပေါ်မှာတက်ကားတယ်အဲအဲတော့ကတော့မဖြစ်ဘူးအဲတကယ်ပွဲနေလဲကြာကျွန်တော်ဟုတ်ပါစတူဒီယိုလဲကြည့်ကျွန်တော်လည်းရင်တော့ခုံတယ်ပေါ့နော်ရင်တော့ခုံတယ်ဘာလို့လဲဆိုတော့ကျွန်တော် ပြဿနာကကျတော့ဒီရုပ်ရှင်တော့မဟုတ်လေရုပ်ရှင်ကကျတော့မောင်းဝိုင်းကက်လိုက်ပြီးရပြဿနာကကျတော့အဲ live ကြီးဆိုတော့ပြိတ္တနာ direct ထိတွေ့ရဆိုတော့ရင်းခုံးတာပေါ့အဲဒါမဲ့လည်းအော်အစင်ပီပီနဲ့တော့ပြီးသွားပါတယ်။အော်တက်တော့မှတွေ့တယ်။တက်တော့မှကြီးတော့ပြန်ကြည့်ပြီးတော့ရေရရေတော့ရေရပါတယ်။အဲတော့တော့မကြီးရမှစိုးနေပါတော့ကိုယ်တိုင်းလုံတော့ရေရောရေရပါမလားမသိဘူး။ကိုယ်တို့လုံတယ်ပါဒါပေမဲ့အော် comment တွေဝင်ဖြတ်ကြည့်တော့သဘောကျတယ်ပါညာတွေ့တော့လဲဝမ်းသာပါတယ်။ comment ဆန်ကမင်းကလေးလို့ဟုတ်တယ်။အဲဟုတ်တယ်။ဘလို့ကြီးလဲတော့။အဲသူရမ်းချိုးတယ်ကျွန်တော်။တစ်ချက်ချက်တော့သူမှားပါတယ်ဟာ။ တားချော်တယ်သူသူအောက်မှာကွန်မန့်လေးမှလည်းတွေ့ရတယ်သူကဘယ်သူနဲ့တွေ့လဲဘယ်သူနဲ့တွေ့ကြဆိုပြီးတော့ရေးရပါတော့လာပါတယ်သူပြင်သားလေးလေးထောင်းတယ်ပြင်စမှုအားကောင်းတယ်အဲအေးပေါ့ဟိုကျွန်တော်တို့ဒီဘရာဇီလ၄ငါးရက်လောက်တိုက်ထားတယ်ဆိုတော့ဒီနောက်ဆုံးနေ့ကျတော့အဲတကယ်ကိုယ်နေ့ကျတော့လည်းအဆင်ပြေပါတယ်အဲအတွေ့အကြုံပေါ့နော်ဒါကျွန်တော်တစ်ခါမှမလုပ်ဘူးသေးတဲ့ဟာဆိုတော့အဲလုပ်တဲ့အချိန်မှာလည်းအဲနောက်တစ်ခါအတွက်ဆိုရင်တော့ပို့ပြီးတော့လုံရဲသွားမယ်လို့ထင်တယ်အဲဒါပထမတစ်ခါအတွေ့အကြုံလေးလည်းအဲ ဖြစ်တော့လေအဆင်ပြေပါတယ်ဟုတ်ဟုတ်ဝမ်းသာပါတယ်ကျွန်တော်တို့ဒါဟိုဒီပြက်ကလေးကိုအားပေးကြတယ်ကြိုက်ကြတယ်ဆိုတော့ဒီတော့ဝမ်းသာတော့